အေရီယာအုပ်စုပိုင်ဆိုင်တဲ့မြန်မာနိုင်ငံကဟိုတယ်နဲ့အပန်းဖြစ်နေရ၅ခုမှာ American Hotel လုပ်ငန်းစုကြီးဖြစ်တဲ့ Hidden Worldwide ကစီမံခန့်ခွဲမှုအပိုင်းမှာတာဝန်ယူဆောင်ရွက်ပေးဖို့သဘောတူလိုက်ပါပြီ။ပိတ်ဆို့မှုချို့ဖဲရှားပြီးနောက်မှာ American Hilton ကအေဒီနဲ့ဘာကြောင့်ပေါင်းတာလဲ။အေဒီအုပ်စုပိုင်းနေပြည်တော်နဲ့ငပလီကသင်္ကဟဂါဒန်ကို Hilton လို့နာမည်ပြောင်းပြီးလာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှီအောက်တိုဘာမှာဖွင့်လှစ်သွားမယ်လို့အေဒီအုပ်စုရဲ့ဥက္ကဋ္ဌဦးချစ်ခိုင်က ဂျွန်၁၇ရက်နေ့မှာပြောခဲ့ပါတယ် process ဆိုမြန်မာလေးကိုအချိန်မီပေါ့နော်အောက်တိုဘာဆိုတဲ့ဥစ္စာလည်းအရန်ကတ်နေတယ်ပေါ့နော်အဓိကရည်ရွယ်ချက်ကတော့တကယ်ဟို top summit asian summit ကိုရည်ရွယ်ပြီးတော့ဒီ operation ကိုလုပ်နိုင်အောင်လုပ်တဲ့အတွက်ကြောင့် investment ကတော့အင်္ဂလိပ်ဆုံးဖြတ်ထားတာတော့အလားဘာပဲဖြစ်ဖြစ်အင်္ဂလိပ်ရဲ့ standard quality ပေါ်မှာအကောင်းဆုံးဖြစ်အောင်လုပ်မယ် investment ကိုအင်္ဂလိပ်ကလောလောဆယ်လော limit လုပ်ထားလို့ရတယ် နော်နှစ်ဖက်ပူးပေါင်းပြီးတော့အကောင်းဆုံးဆောင်ရွက်တဲ့အနေအထားကိုပဲသွားလုပ်တာဟိုတယ်တစ်ခုအတွက် American Dollar တန်တရာလောက်အနည်းဆုံးကုန်ကြခံပြီးပကံအင်းလီနဲ့မန္တလေးမှာဟိုတယ်နဲ့အပန်းဖြေနေရာတွေကိုဟီဒန်အမတ်တစေရဲ့စီမံမှုအောက်လာမဲ့၄နှစ်အတွင်းဖွင့်လှစ်သွားဖို့ရှိပါတယ်ဟီဒန်နဲ့ဘာကြောင့်ပေါင်းတာလဲအီဒင်ဦးချစ်ခိုင်ကတော့နိုင်ငံပေါင်း92နိုင်ငံမှာဟိုတယ်၄000ကျော်ကိုစီမံခန့်ခွဲနေတဲ့ဟီဒန်ရဲ့အတွေ့အကြုံနဲ့စံနှုန်းတွေကိုယုံကြည်တာကြောင့်ပူးပေါင်းတာဖြစ်ပြီး သူတို့ဆုံးဖြတ်ခွင့်ကိုမယုံနိုင်စရာမရှိပါဘူးလို့ဆိုပါတယ်သူတို့ရဲ့ဟိုလာ international standard စီမံခန့်ခွဲမှုတန်းတွေကလို့ပြောတာသူတို့ရဲ့ independent ပါသူတို့ independent စီမံခန့်ခွဲမှုသူတို့ဘုံမှာအင်္ဂလိပ်ကယုံကြည်မှုအပြည့်ရှိပြီးသားဘာလို့ဆိုနိုင်ငံပေါင်း92နိုင်ငံမှာ hotel ပေါင်း4000ကျော်ကိုအောင်မြင်အောင်လို့ operate လုပ်နေတဲ့ company ကြီးအနေနဲ့ဒီမှာ no doubt ပါဟုတ်တယ်အများရှိစရာဘာမှမရှိဘူးရန်ကုန်ကဘာကြီးဖျားလန့်ပေါ်မှာလည်း hotel ဆောက်လုပ်ဖို့ရှိပြီး အထက်မြင့်ဆောက်လုပ်မှုတွေနဲ့ပတ်သက်ပြီးညှိနှိုင်းနေစေဖြစ်တယ်လို့ရန်ကုန်အတွက်လည်းဟီတန်နဲ့ညှိနှိုင်းနေစေလို့ပြောပါတယ်။ Strand Hotel မှာပြုလုပ်တဲ့ဒီပူပေါင်းဆောင်ရွက်မှုသဘောတူညီတဲ့ခန္ဓာကိုယ်ဟိုတယ်နဲ့ခီးသွွားဝင်ကြီးဦးထီအောင်နဲ့ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးမြင့်စွေတို့လည်းတက်ရောက်ခဲ့ပါတယ်။ဟီတန်နာမည်နဲ့ဖြစ်လာမဲ့ဟိုတယ်၅ခုကိုကြည့်ရင်ညီမပြည်ကိုသူတို့ဘလောက်စိတ်ဝင်စားရှိလဲဆိုတာပေါ်လွင်တယ်လို့ဟီတန်ဝေါ်ဝိုက်ကအရှိလေပိုင်းအာရှနဲ့ပစိဖိတ်ဆိုင်ရာဒုတိယဥက္ကဋ္ဌကဆိုပါတယ်။ We soon look forward to welcoming you back in not too distant future to the first Hilton Hotel to open in, um, in Myanmar. Now, the Minister for Tourism in his speech said uh, it was 24 years ago since we had the opportunity to welcome you for the first time at the Hilton in Arlington. And along with everyone else in this room, we sincerely look forward to the opportunity to welcome you to the opening of the Hilton Napier Door and the opening of the Hilton Napoli early in the fourth quarter of this year. Sincerely, thank you very much.